မင်္ဂလာဆောင်ကနေဘဝကူသွားတဲ့သရိုးသမီးလေးကိုချစ်လွန်းလုံးသရိုးသမီးမပါဘဲဝိညာဉ်ဝန်းဆောင်နဲ့မင်္ဂလာဆောင်ခဲ့တဲ့မန္တလေးကမင်္ဂလာပွဲပရိသတ်များအလုံးမင်းမင်္ဂလာပါရှင် TK Media ကနေပြလဲကြိုးစိုးလိုက်ပါတယ် ဒီဗီဒီယိုထဲမှာတော့သရိုးသမီးမပါပဲသရိုးသမီးရဲ့အဝတ်အစားတွေနဲ့မင်္ဂလာဆောင်ခဲ့ရတဲ့မန္တလေးမြို့ကကြေခွဲပေရာမင်္ဂလာပွဲတစ်ခုရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ကျမတို့မြန်မာလူမျိုးတွေမှာရှေးလူကြီးတွေကအမြဲတမ်းသတိပေးဆုံးမလေးရှိတဲ့ဇာတ်တခွန်ရှိပါတယ်။မင်္ဂလာဆောင်ကနေရှင်ပြုကနေချိန်တွေဆိုရင် အသွမ်းလာအနေထိုင်ဆင်ကျင်ကြပါဆိုတာပါပဲ။ဘဝရဲ့အရေးကြီးဆုံးအချိုးအကွေးတစ်ခုကိုရောက်ခံနေတဲ့ချိန်တွေမှာကန်စာတာကနိမ့်တတ်တယ်၊အန္တရာယ်များတတ်တယ်လို့အယူရှိကြပါတယ်။ဒီဇာတ်ကိုယုံကြည်မှယုံပါလိမ့်မယ်။ ။ဒါပေမဲ့အခုကျွန်မပြောပြမယ်မန္တလေးမြို့ကုန်းတန်းလေးရက်ကွက်ကစစ်သူနှစ်ဦးရဲ့ဖြစ်ရပ်ကတော့ဒီဆိုရိုးစကားတွေဟာတကယ်ကိုပေါ့ဆလို့မရဘူးဆိုတာကိုသက်သေပြလိုက်တယ်လို့ပါပဲ။အခုလိုမျိုးအဖြစ်ဆိုးနဲ့ကြုံခဲ့ရတာကတော့သတို့သားလောင်းမောင်ဖိုးလာပြင်းနဲ့သတို့သမီးလောင်းမတ်မေစင်ဝင်းတို့ပဲဖြစ်ပါတယ်။ လူလူနှစ်ဦးကတယောက်ကိုတယောက်အရန်ချစ်ကြပြီးတော့ဘဝတသက်သာလုံးအတွက်လက်တွဲပေါ်တွေအဖြစ်ရွေးချယ်ခဲ့ကြပါတယ်။သူတို့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်မင်းမင်္ဂလာရက်ကိုလည်းတရင်ကျိုလာပြေကျော်ရှေ့ရက်အော်တိုဘာလ14ရက်နေ့မှာကျင်းပဖို့အားလုံးကိုစီစဉ်ပြင်ဆင်ပြီးသားပါ။သူတို့သမီးလေးမမေစင်ဝင်းဟာသူ့ဘဝရဲ့အပျော်ရွှင်ဆုံးနေ့တစ်နေ့ဖြစ်လာမယ်။မင်္ဂလာပွဲလေးကိုတက်ရောက်ချီးမြှင့်ဖို့တငယ်ချင်းမိတ်ဆွေတွေကိုပျော်ရွှင်စွာနဲ့ကိုယ်တိုင်လိုက်လံဖိတ်ကြားခဲ့ပါတယ်။ ။လူမရဲ့မျက်ဝန်းတွေထဲမှာအနာဂတ်အိမ်ထောင်ရေးအတွက်ဘလောက်တောင်ရင်ခုန်မျှော်လင့်နေမလဲဆိုတာမြင်ယောင်ကြည့်လို့ရပါတယ်။ဒါပေမဲ့မင်္ဂလာပွဲကျင်းပဖို့ရက်ပိုင်းလေးအလိုမှာပဲ ဘသူမထင်မှန်မှားတဲ့အဖြစ်အစိုးကြီးတစ်ခုကမိုးချိုးပစ်ချလိုက်တယ်လို့ကြားရောက်လာခဲ့ပါတယ်။သတို့သမီးလောင်မန်းမေစင်ဝင်းဟာပန်းဝယ်သွားရင်းနဲ့ဆိုင်ကယ်မတော်တဆမှုတစ်ခုနဲ့ရုတ်တရက်ဘဝကူအနေဆာရောက်သွားခဲ့ရပါတယ်ရှင်။ကြောရွှင်စွာပြင်ဆင်နေတဲ့မင်္ဂလာပွဲဟာတခဏအတွင်းမှာပဲမျက်ရည်တွေနဲ့ပြည့်နှက်နေတဲ့နာရီတစ်ခုအဖြစ်တို့ပြောင်းလဲသွားခဲ့ရပါတယ်။အားလုံးရဲ့ရင်ကိုအထိတ်တလန့်အခြေခွဲဆုံးဖြစ်စေခဲ့ရကတော့သတို့သားမောင်ဖိုးလာပြည့်ရဲ့ဆုံးဖြတ်ချက်နဲ့လို့ရပါပဲ။ချေရသူဆုံးပါသွားလို့မင်္ဂလာပွဲကိုဖြတ်သိမ်းမဲ့ အစသူဟာအသက်မှတ်ထားတဲ့မင်္ဂလာရက်မင်္ဂလာအချိန်မှာမင်္ဂလာပွဲကိုဆက်လက်ကျင်းပဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ပို့ပြီးတော့ခြေခွဲဖို့ကောင်းတာက မင်္ဂလာမန်တက်ထင်းမှာတရိုးသားမောင်ဖိုးလာပြေးတယောက်တည်းထိုင်နေပြီးတော့ သူဘေးကသရိုးသမီးနေရာမှာတော့အသက်မရှိတော့တဲ့ချစ်သူဝစ်ဆင်ရမယ်။မင်္ဂလာဝစ်ဆောင်ကိုဘေးမှာချပြီးတော့မင်္ဂလာဆောင်ခဲ့ရပါ။ဒီမြင်ကွင်းဟာမြင်ရတဲ့သူတိုင်းကိုမျက်ရည်မစဲနိုင်အောင်ဖြစ်စေခဲ့ပါတယ်။ဒါကသူချစ်သူပေါ်မှာထားတဲ့အဆုံးစွန်ဆုံးသောချစ်ချင်းမြတ်တာနဲ့နောက်ဆုံးတာဝန်ကျေပေါ်မှုတစ်ခုပါ။သူရဲ့ယူရချက်ကတော့ချစ်ရသူသရိုးသမီးလေးရဲ့ဝိညာဉ်ဟာဒီဘဝဒီမင်္ဂလာပွဲပေါ်မှာ စိတ်ဆွဲလန်းစရာအညစ်အတွေဖြစ်သွားမှဆိုလို့တမလွန်ဘဝကိုဖြောင်းဖြောင်းတန်တဲ့ကူးပြောင်းသွားနိုင်စေဖို့အတွက်နောက်ဆုံးအနေနဲ့သူ့ရဲ့အိမ်မက်ဖြစ်တဲ့မင်္ဂလာပွဲကိုဖြည့်ဆည်းပေးလိုက်တာပဲဖြစ်ပါတယ်။ဒါဟာသတို့သမီးမပါတဲ့မင်္ဂလာပွဲဝိညာဉ်နဲ့လက်ထက်တဲ့မင်္ဂလာပွဲတစ်ခုပါပဲ။ဒီလိုအဖြစ်ပြက်မျိုးတွေဟာကျမတို့မြန်မာပြည်မှာရခင်ကလည်းဂျိုကြားဂျိုကြားဖြစ်ပွားခဲ့ပူပါတယ်။ဒါဟာကျမတို့လူကြီးတွေတတိပေးနေတဲ့မင်္ဂလာဆောင်ကာနေ့အချိန်ဒီမှာတတိထားပါဆိုတဲ့စကားကိုပို့ပြီးတော့အလေးနက်ထားစေပါတယ်။ကဲပရိသတ်ကြီးတို့ရဲ့ရင်ထဲမှာရောဘလို့ ံစားရပါသလဲသူတို့သားမောင်ဖိုးလာပြည့်ရဲ့အချစ်စစ်တဲ့သစ္စာတရားကိုလေးစားဂုဏ်ပြုမိပါသလားသူတို့သမီးမပါပဲကျင်းပခဲ့တဲ့ဒီမင်္ဂလာပွဲပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်ဒီလိုမျိုးကြေကွဲပွဲရအဖြစ်ဆိုမျိုးဘယ်ချစ်သူစုံတွဲမှမကြုံတွေ့ပါစေနဲ့လို့ဆုတောင်းရင်းကွယ်လွန်သွားတဲ့သူတို့သမီးလောင်မမေစင်ဝင်လဲကောင်းမွန်ရာအပေါင်းဘဝမှာငြိမ်းချမ်းစွာနဲ့အနားယူနိုင်ပါစေလို့ဆုတောင်းမြတ်တာပို့သားလိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်